ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာတော်လန်ရေးဆိုတဲ့အတိတ်ပဲကျွန်တော်တို့ထင်ထားတာတည်းပို့ပြီးတော့နည်းနည်းပါတယ်လူသားသမိုင်းတခြားတော်လန်ရေးတွေဟာပုံစံမျိုးမျိုးနဲ့နေရာမျိုးစုံမှာဖြစ်ပွားခဲ့ကြပြီးတော့ယနေ့ထက်တိုင်လည်းဖြစ်ပွားနေဆဲပဲဖြစ်ပါတယ်တော်လန်ရေးကကျွန်တော်တို့လူဖွဲ့စည်းပေါ်အခောက်ဘက်ကရောအဆုပ်ဘက်ကရောတယုံမှုတွေများစွာရှိစေနိုင်ပါတယ်လူသမိုင်းစောပိုက်ကာလအစာရေစာပုံမှုထိုးလို့ဖို့အတွက်ဖြစ်ပေါ်လာတဲ့လေယာခေပြောင်းတော်လန်ရေးကဆလို့လူသားတွေစက်ပစ္စည်းရန်ရရတွေစတဲ့တည်ထွင်လာတဲ့ချိန်ဖြစ်ပေါ်လာတဲ့ ဆက်မှုတော်လာရေးနဲ့နိုင်ငံရေးလူဖွဲ့စည်းပုံအခြေခံတဲ့ဥပဒေနဲ့စနစ်သက်ကူပြောင်းရေးတော်လာရေးတွေပုံစံတွေရှိကြပါတယ်။အဲ့ဒါထက်မှအဖြစ်များဆိုကတော့နိုင်ငံရေးနဲ့လူဖွဲ့စည်းပုံအခြေခံတဲ့စနစ်ကူပြောင်းရေးတော်လာရေးပဲဖြစ်ပါတယ်။အဲ့ဒီစနစ်သက်ကူပြောင်းရေးတော်လာရေးဟာဆိုရင်လူတို့ကမနစ်သက်တဲ့အစိုးရသို့မဟုတ်ဥပဒေစနစ်ကိုဖျက်သိမ်းပြီးတော့စနစ်သက်တစ်ခုအစားထိုးဖို့အတွက်ရည်ရွယ်ပြီးတော့ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အဓိကအဖြစ်ရက်စက်တဲ့အာနာရှင်စနစ်စီးပွားရေးအကြတဲ့နဲ့လူတို့ဖိနှိပ်မှုတွေပေါ်များစွာအစပြုပါတယ်အခုကျွန်တော်ဒီဗီဒီယိုလေးမှာတော့ကမ္ဘာအောင်မြင်ဆုံးတဲ့သက်ရောက်မှုကြီးမားဆုံးဖြစ်ခဲ့တဲ့ရုရှားတွန်လိုင်းရေးကြောက်ကိုတင်ဆက်ပေးသွားချင်ပါတယ်ထောက်ကွေးတဆက်ခေါ်ဘရီတမီယာလီနဲ့ဥဆောင်တဲ့ရုရှားတွန်လိုင်းရေးဆိုရယ်ကမ္ဘာပထမဆုံးသောကွန်မြူနစ်စနစ်ကျတိုးတဲ့နိုင်ငံပေါ်ပေါက်လာစေခဲ့ပြီးတော့အဲဒီတွန်လိုင်းရေးမှာဆိုရယ်လည်းကျွန်တော်တို့တဲ့သင်ခန်းစာယူစရာတွေများစွာ ရှိနေခဲ့ပါတယ် ရုရှားတော်လိုင်းရေးကြောင့်ပြောခဲ့မှာရုရှားနိုင်ငံရဲ့သမိုင်းကျောင်းချင်းကျိုးလေးအနေငယ်ပြောပြခြင်းပါတယ်။ AD 800ရာစုကနေ900ရာစုကာလတွေမှာအရှေ့ဥရောပက SARS လူမျိုးတွေနဲ့ Viking လူမျိုးတွေဟာရုရှားနိုင်ငံထဲကိုရွှေ့ပြောင်းနေထိုင်လာကြပါတယ်။အဲ့ဒီချိန်ဥရောပတလွားမှာရောမ Empire တကူထွားနေချိန်ဖြစ်တာကြောင့်ရောမရေချင်မှုနဲ့ Greece ရေချင်မှုတွေများစွာလွှမ်းမိုးခဲ့ပြီးတော့ Crean ဘာသာဆိုရင်လည်းအဲ့ဒီလူမျိုးစုတွေဒါပြန့်ပွားလာခဲ့ပါတယ်။ ိုင်နောက်မှာဂျင်ဂစ်ခါန်ဦးဆောင်တဲ့မွန်ဂိုအင်ပါယာရဲ့လက်အောက်မှာနှင်ပေါင်းများစွာကျရောက်ခဲ့ပါတယ်1948နှစ်ရောက်မှနိုင်ငံရဲ့လို့ရုရှားဇာပယ်ရဲ့နိုင်ငံတော်ကိုတည်ထောင်နိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီချိန်ကျွန်တော်တို့မြောက်ပြီးသမိုင်းနဲ့နှိုက်ရှစ်ကြည့်မယ်ဆိုရင်တောင်ငူမင်းဆက်ဒမေရွှေတိလက်ထက်ကာလပဲဖြစ်ပါတယ်အဲ့နောက်မှာရုရှားအင်ပါယာချက်တွေပြီးတော့တဖြည်းဖြည်းနဲ့တကူဩဇာကြီးမားလာခဲ့ပါတယ်ပထမမှာပီတာဘေးလက်ထက်မှာဆိုရယ်ရုရှားအင်ပါယာဩဇာအာဏာထော်ထေးကိုရောက်ရှိခဲ့ပြီးတော့မာပီတာဘေးရဲ့ အာဆိုရင်လည်းရုရှားသမိုင်းမှာအထင်ရှားဆုံးပီးဖြစ်ခဲ့ပါတယ်။အဲ့နောက်မှာရမနိုမေဆက်လက်ထက်1905ခုနှစ်ခုနှစ်မှာရုရှား Empire ဟာတရုတ်နဲ့ကိုရီးယားကျောဆွေဒေသတွေကိုနိုင်မြှချွတ်ဖို့စ조사ရင်းနဲ့ဂျပန်တို့နဲ့ဆစ်ဖြစ်ပွားခဲ့ပါတယ်။1905မှာရုရှားဂျပန်ဆစ်ဖြစ်ပွားခဲ့ပြီးတော့စစ်ကြီးတွေမှာရုရှား Empire ကြီးကျယ်ရှုံးနေခဲ့ပါတယ်။စစ်တွေရုရှားစစ်သားတွေအများပြားတိုက်ဆိုးခဲ့ရတဲ့ပြင် ရုရှားအင်ပါယာရဲ့ကိုသိခါလည်းများစွာထိခိုက်ခဲ့ရပါတယ်စစ်ပွဲကြောင့်ကိုကြစည်းရီတွေဟာချင်းငွေတန်ပေါင်းများစွာကျွေးမီတင်သွားခဲ့ပါတယ်အဲ့နောက်မှာရုရှားပြည်သူတွေဟာဘေးစနစ်ပေါ်ယုံကြည်မှုတွေနဲ့လာပြီးတော့ဥရောပကကူးဆက်လာတဲ့သပိန်နဲ့ဆန္ဒပြပွဲတွေဖြစ်လာပြီးတော့အဲ့ဒီဆန္ဒပြပွဲတွေကိုဘရင်ကရေးရဲဆက်ဆက်နှိမ့်နှင်းဖြိုခွင်းခဲ့ပါတယ်အဲ့ဒါကိုအဲ့ဒီကာလကိုပထမရုရှားတော်လှန်ရေးကာလဆိုပြီးတော့လည်းလူသိများကြပါတယ်တကွေ34ပထမကပ္ပစကီလက်ဖြစ်တော့ရုရှားအင်ပါယာဟာ မာမိတ်တွေနဲ့ပူးပေါင်းပြီးတော့ပါဝယ်တိုက်ခိုက်ပြီးအနိုင်ရခဲ့ပါတယ်။အနိုင်ရခဲ့ပေမဲ့လည်းရှေ့တန်းမှာရုရှားစစ်သားအများပြားအသက်ပေးခဲ့ရပါတယ်။စစ်ကြီးတွေမှာမြပြလာတဲ့စစ်သူစည်းရေးတွေကရုရှားရဲ့အကျိုးစီးပွားပေါ်တိုက်ရိုက်ကြိုးတက်ရောက်ခဲ့ပြီးတော့ပြည်သူလူထုရဲ့မကျေမယုံကြည်မှုတွေနဲ့မကျေနပ်မှုတွေများလာခဲ့ပါတယ်။အဲ့ဒီချေရချာရဲ့လူများစုကတော့မြေကျော်လူတန်းစားလက်သမားတွေနဲ့ခြေကံလူသမားတွေဖြစ်ပြီးတော့လူနေစုဖြစ်တဲ့တတလွာဘူးစွာလူတန်းစားတွေက နေရာတွေကိုအများဆုံးပိုင်ဆိုင်ခဲ့ကြပါတယ်။ဆက်မှုလုပ်ငန်းတွေမှာဆိုရင်လည်းအလုပ်ရှင်တွေကလူ့သမားတွေပေါ်ကောက်ဖို့ဖြတ်လာပြီးတော့ဖိနှိပ်ချုပ်ချယ်လာကြပါတယ်။ရမနော့ဇာပယင်မင်းဆက်အဆုတ်တသွားပြီးနောက်ရုရှားဆိုရှယ်လက်တော်လာရေးပါတီကောက်ဆောင်အလက်ဇန္ဒားကရက်စကီဦးဆောင်ပြီးတော့ဒူမာပါလီမန်ဝန်ကြီးတွေနဲ့ဖွဲ့စည်းထားတဲ့ယာယီဆိုရသစ်တစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီချိန်ကာလဟာဆိုရင်ဂျာမန်တွဲခေါ်ပညာရှင်ကွန်မြူနီဝါဒတီထောက်သူကောမတ်ရဲ့ social လဲဝါဒနဲ့လူသားသားဓာတ်တူညီမျှရေးဝါဒတွေဟာရုရှားနိုင်ငံရေးနဲ့ပြည်သူလူတွေတွေ့ကြမှာအကြီးကျယ်လွှမ်းမိုးနေတဲ့ကာလပဲဖြစ်ပါတယ်။ဒါပေမဲ့ဂျကာလာယာယီဆိုရလက်ထက်မှာညီယာပြဿနာတွေနဲ့စီးပွားရေးအကျတဲ့တွေကိုဖြေရှင်းပေးနိုင်စွာမရှိပြန်ပါဘူး။အဲ့ဒီချိန်မှာယာယီဆိုရနဲ့ပြည်အာဏာရလာတာကတော့ရုရှား social democratic party ပဲဖြစ်ပါတယ်။ Petrograd Soviet ဆိုပြီးတော့လည်းလူသိများကြပါတယ်။နောက်ပိုင်းမှာ Russia Social Democratic Party ဟာ ပရီမီယာလီဂ်နဲ့ဥဆောင်တဲ့အဲဘော်ရှိဘက်နဲ့ဒီဂျူလီယန်မာတော့ဥဆောင်တဲ့မာရှိဘက်ပါတီဆိုပြီးတော့ခွဲထွက်သွားခဲ့ကြပါတယ်ပါတီနှစ်ခုစလုံးဟာမတ်စ်ဝါဒီကွန်မြူနီဝါဒတွေကွန်မြူနီပါတီတွေဖြစ်ကြပါတယ်ဂျူလီယန်မာတော့ဥဆောင်တဲ့မာရှိဘက်ပါတီကလူနက်စုဖြစ်ပြီးတော့ဒီမိုကရက်တစ်နည်းနဲ့ဆိုရှယ်လစ်စနဲ့တည်ဆောက်ဖို့အတွက်ရည်ရွယ်ခဲ့ကြပါတယ်ထောက်ကွက်တဆက်ခေါ်ဒုတိယတော်လှန်ရေးအတွင်းမှာဘော်ရှိဘက်တွေကိုစကြေပြီးတော့ယာယီစိုးရွားကိုထောက်ခံခဲ့ကြပါတယ်အဲဒါကြောင့် တော်လာရေးပြီးမှဒီမာရှီဘွေးတရားကြည်ကျက်ဖိနှိပ်ခံခဲ့ရပြီးတော့ပြိုကွဲသွားခဲ့ကြရပါတယ်ပရီးမီယာလိနေဥဆောင်တဲ့ဘော်ရှီဘဲပါတရားလူများစုဖြစ်ပြီးတော့တော်လာရေးအောင်မြင်ဖို့အတွက်ပြပတ်သားသားဆောင်ရွက်ခဲ့ကြပါတယ်ကာမာရဲ့ကွန်မြူနီဝါဒါတွေကိုလက်တွေ့ကြကြကောက်ထက်ပေါ်ခဲ့ကြတဲ့ပါတီလည်းဖြစ်ပါတယ်ဒီနေရာမှာရုရှားတော်လာရေးမှာရေးပါပြီးတော့ထင်ရှားတဲ့တော်လာတော်လာရေးကောက်ဆောင်ပရီးမီယာလိနေအကြောင်းကိုနိုင်ငံပြောပြခြင်းပါတယ် လီနီယာအသက်23နှစ်အရွယ်မှာကွန်မြူနစ်ဝါဒတအူဖြစ်လာပြီးတော့ရုရှားဆိုရှယ်ဒီမိုကရက်တစ်ပါတီမှာဝင်ရောက်အမှုထမ်းခဲ့ပါတယ်။တွန်လိုင်းရေးစိတ်ပြင်းပြတဲ့လီနီကိုဇာပယ်ဆိုးရရဲ့ဖန်စီထောက်ချခြင်းကိုအကြိတ်ကြိတ်ခံခဲ့ရပါတယ်။ပြည်နယ်ကနေလොမြောက်ပြီးတော့ပြန်ထွက်လာတဲ့အချိန်မှာဒီလီနီယာရုရှားမှာမနေတော့ဘဲနဲ့ဒီအနောက်ဥရောပနိုင်ငံတွေမှာ28နှစ်တတိုင်ခိုးလို့နေထိုင်ခဲ့ကြရပါတယ်။ နောက်ဥရောပနိုင်ငံတွေမှာလက်လည်နေထိုင်ရင်းနဲ့ရုရှားဇာပယ်စနစ်ပြုတ်ချရွေတွေဝါရဖျားမှုတွေလှုပ်ဆောက်ခဲ့ပြီးတော့ရဲဘော့စွာဒေါ်လာနေခဲ့တဲ့သူလည်းဖြစ်ပါတယ်။ထောက်ကွက်တဆက်ခေါ်ရုရှားကိုပြန်လာပြီးတော့ပက်ထရိုဂရက်မြို့မှာဘော်ရှိဘဲဆန္ဒပြောက်တောက်ဆုံမှုတွေကိုလင်းနေကိုယ်တိုင်ဦးဆောင်ဆောင်ရွက်စီစဉ်ခဲ့ပါတယ်။အဲ့ဒီဆန္ဒပြောက်မှုကိုအစိုးရအာဏာကိုဒီဘော်ရှိဘဲတို့တပ်လက်ပြောက်ပေးရတဲ့တောက်ဆုံခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီဆန္ဒပြောက်တောက်ဆုံမှုတွေဟာအရာမရောက်ပဲနဲ့နောက်ဆုံး ဂျာယီဆိုရနဲ့စင်ရီတက်မှလာပြီးတော့လက်နက်ကင်လမ်းစဉ်ကိုပြောင်းလဲသွားခဲ့ပါတယ်။ကောက်ဆော်လီနေရဲ့သွေးတော်လီရိုထရော့စကီဦးဆောင်တဲ့အလုသမာလက်နက်ကင်တွေနဲ့ဘော်ရှီဘေးထောက်ခါသူစစ်သားတွေပူးပေါင်းထားတဲ့ဘော်ရှီဘေးတွန်လိုင်းရေးကော်မတီကိုဖွဲ့စည်းခဲ့ကြပါတယ်။ထက်ကွတ်တဆက်ခေါ်အော်တိုဘာ25လက်နက်ကင်တွန်လိုင်းရေးစတင်ခဲ့ပြီးတော့ဂျာယီဆိုရရုပ်ဆိုင်ရာမြို့တော်ပီထိုဂရက်မြို့ကိုသိမ်းပိုက်ခဲ့ကြပါတယ်။မြို့တော်ပီထိုဂရက်မြို့ကိုသိမ်းပိုက်ပြီးတော့ ယာယီဆိုးရွားကိုဖျောချခဲ့ပြီးတော့ဘော်ရှိဘက်တိုအာနာရလာခဲ့ပါတယ်။အဒီလိုနဲ့ဒီအော်တိုဘာတွန်လိုင်းရဲ့အောင်မြင်ပြီးတော့ဘော်ရှိဘက်တိုအာနာရလာပြီးနောက်မှာရုရှားစာမေးကိုစေတော့ရုရှားစာမေးစနစ်ကိုထောက်ခံတဲ့သူတွေကပြန်လဲတွန်လာတာကြောင့်ကာလာရှိကြဘီဒွေ့စစ်ကိုထမှဖြစ်ပွားပြန်ပါတယ်။ဘီဒွေ့စစ်မှာအနီအိုဆူနဲ့အဖြူအိုဆူဆိုပြီးတော့တပ်ဖွဲ့ဝေတွေပါဝင်လက်ခဲကြကြပါတယ်။အနီအိုဆူဆိုတာကတော့ ပရီမီယာလီးဂ်နဲ့ဥဆောင်တဲ့ကွန်မြူနီတီတနေတော့ဖြစ်ပြီးတော့အဖြူအုပ်စုကတော့ရုရှားဇာဘီစနစ်ရဲ့စစ်တပ်တွေနဲ့ဘေးစနစ်ထောက်ခံသူတွေပါဝင်ဖွဲ့စည်းထားတဲ့တပ်ဖွဲ့တွေပဲဖြစ်ပါတယ်။အခုတစ်ဆနစ်မှာဘီတစ်စစ်မှာကွန်မြူနီတို့အောင်နိုင်သွားခဲ့ပြီးတော့ရုရှားဇာဘီရဲ့ဒုတိယနီကိုလတ်စ်နဲ့မိသားစုဝင်တွေပါဝင်ဘေးစနစ်ထောက်ခံသူတွေကိုအပြစ်သားနေနေပစ်လိုက်ကြပါတယ်။ပေါ်ရှိပေတဲ့အသူတို့ရဲ့ပါတီအာနာဘိုချုပ်ကိုင်မှုပုံမှုအားကောင်းစေဖို့အတွက်တင်းတင်းကြပ်ကြပ်ဆောင်ရွက်ခဲ့ကြပါတယ်။ ါတီရဲ့အမည်ကိုလည်းဘော်ရှိဘက်ကနေကွန်မြူနစ်ပါတီဆိုပြီးတော့ပြောက်လိုက်ခဲ့ပါတယ်နောက်ဆုံးမှာဗရတီမီယာလီနင်ဦးဆောင်တဲ့ကွန်မြူနစ်စနစ်အုပ်ချုပ်မှုအောက်မှာရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင်နိုင်ငံပေါင်း15နိုင်ငံပါဝင်ဖွဲ့စည်းထားတဲ့ဆိုဗီယက်ပြည်ထောင်စုသမ္မတနိုင်ငံကိုတည်ထောင်ခဲ့ပြီးတော့ကမ္ဘာပထမဆုံးသောအဲကွန်မြူနစ်စနစ်ကျက်သုံးတဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်ဘချာတော်လိုင်းရ20ရာစုရဲ့အဓိကပြောက်လဲမှုကြီးတရားဖြစ်ခဲ့ပြီးတော့လင်းနေဥဆောင်တဲ့ကွန်မြူနစ်တွေဟာတော်လိုင်းရဲ့ တွေအောင်မြင်မှုတွေနဲ့ရုရှားနိုင်ငံရဲ့အစိုးရနဲ့ပထဝီအနေထားကိုပါပြောင်းလဲပြစ်ခဲ့ကြပါတယ်။အဲ့ဒါပေရုရှားတော်လိုင်းရဲ့ကမွေးထိုးလိုက်တဲ့အရှိဟိုတွေဟာကမ္ဘာရရကနိုင်ငံတချို့ကိုကူဆက်ရောက်ရှိသွားပြီးတော့ပုံမှန်အောက်တဲ့ communist အင်အားစုတွေပေါ်ပေါက်လာစေခဲ့ပါတယ်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။အဆုတ်ထိခြေပိတ်ပြီးကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲနောက်ထပ်ပိုကောက်တဲ့ဗီဒီယိုလေးပို့လဲပြန်ဆိုတွေ့ကြတာပေါ့။အားလုံးပဲနေကောက်ကြမှာကြပါစေခင်ဗျာ။